ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ MOD ပြောတဲ့ Leicester City နဲ့ပွဲစဉ်အပီကကစားသည်သူပြောတဲ့စကားလုံးလေးတွေကိုကျွန်တော်ကြည့်ကြည့်အောင်ပါ။ဆိုတော့ MOD ကတော့သူတို့ Leicester City နဲ့ကျွန်တော်တို့ဒီနေ့ကစားသွားတာ performance ပိုင်းရတော်တော်လေးကောင်းနေလို့သူထင်နေပေါ့နော်။ကစားမားတွေက energy ပိုင်းနည်းနည်းရော့ကျနေတယ်လို့ခံစားနေရပြီမြဲပေါ့နော်။သူတို့တွေကတက်နေသည်များအကုန်ပြီးဆက်ပြီးတော့ကစားခဲ့ကြတာဖြစ်တယ်ပေါ့။ကစားမားတချို့ဆိုလို့ရှင်တော်တော်ပင်မနေတာပေါ့နော်။ဒါပေမဲ့လို့ ွဲကိုအနိုင်ရဖို့ပေါ့နော်ကျွန်တော်တို့ဒီထိုက်တန်တဲ့အခြေအနေတစ်ခုတည်းအောင်ကျွန်တော်တို့ဖန်တီးနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ပဲသူယူဆတယ်ပေါ့နော်။အသင်းရဲ့ခြေထဲမှာဘောလုံးရှိတဲ့အချိန်ဒီမှာဆိုလို့ချင်းရင်ပူကောင်းအောင်ကျွန်တော်ဒီချက်ပူပြီးတော့ကစားနိုင်ခဲ့တဲ့နေလို့ဆိုလို့ရတယ်ပေါ့။ဒါပေမဲ့လို့ဒီနှစ်ပတ်အပြီးမှာတော့ကျွန်တော်နားလေပြလို့ရတဲ့အခြေအနေမျိုးပေါ့ကျွန်တော်တို့ရဲ့အဝေးဝင်ပြိသက်တွေဆိုလို့ရှိရင်လည်းဒီရဲတဲ့ဘက်မှာဆိုလို့ရှိရင်အဝေးဝင်တွေမှာအခြေအနေကောင်းခဲ့တယ်ဆိုတော့ပေါ့နော်ဒါတကယ်ကောင်းတဲ့နေ့ရက်ဒီပိုင်ဆိုင်လိမ့်မယ်လို့ဆိုပြီးတော့သူထင်နေပေါ့နော် အဲဟိုဒါပေမဲ့လို့လက်ရှိမှာကစားမတွေကပင်ပန်းနေခဲ့ကြပြီမဲ့အကောင်းဆုံးကစားခဲ့ကြတယ်လို့သူထင်နေပေါ့ဗျာ။ဟိုကစားမတွေပင်ပန်းတာကမှန်တယ်ပဲတော်တော်ကြီးနားလိုက်ပြီလို့ကျွန်တော်ယူရတယ်။ဒါပါတော့ကျွန်တော်တို့ week mid mid week ဒီမှာဆိုရှင်လည်းပဲယူရောပါပွဲစဉ်တွေကျွန်တော်ကစားရတယ်။ဟုတ်တယ်နော်။ဆူစီနဲ့နှစ်ကြောဆက်တိုင်းကစားရတယ်။အာဆင်နယ်တို့ပါလို့နဲ့ဆိုလို့ရှိရင်ဗျာဆူစီတက်တူနဲ့ပထမကြောအပီဘလောက်မှတော့မကြောက်ဘူးဗျာကစားတာဒီလားနော်ဟိုဟိုကျွန်တော်အဲ့ဒါပြီးရင် အဖီဖလားဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစားခဲ့ရတာဒီကျွန်တော်တို့ရှိတယ်အရေးထဲမှာကိုယ်လူစင်းရင်းကလည်းကျွန်တော်တို့အချင်းကြီးမကောင်းတော့ဘူးလူစင်းကလည်းကျွန်တော်တို့မှမရှိတော့ဘူးတအားကိုပါလှော်နေလူစင်းကအဲ့လိုမျိုးပေါ့နော်ဒါအပြင်တချို့မွတ်စလင်ကစားမတချို့ဆိုလို့ရှိရင်လည်း first in လုပ်တဲ့ကာလတွေနဲ့ဆိုတော့မိနစ်90အပြည့်ဝင်ကစားရတာဘယ်လို့မှသူတို့နဲ့မလွယ်ဘူးဆိုတော့ကစားမတွေရတဲ့တော့ပင်မနေပါတယ်ဆိုတော့ international break ကျွန်တော်တို့လာပြီး international break မှာ senior player တချို့သွားရမယ်ဆိုတော့မြန်မာကတော့ကျွန်တော်အနားရမယ်ဆိုတော့ဒီနှစ်ပတ်လောက်ကသူတို့အတွက်ပေါ့နော်နိုင်ရက်ကောင်း ောင်းရဖို့အတွက်အချိန်ကြီးကောင်းဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ပြောလင်းတယ်ဒါတော့သူဆက်ပြီးတော့ကျွန်တော်ပြောရပါတယ်ဘရူနိုဖရနက်စီကဘာလို့ကျွန်တော်ဒီနေဒီအသင်းတွက်ဘာတွေမျှော်လင့်လို့ရတယ်ဆိုတာအခုလက်ရှိကျွန်တော်တို့ခင်ဗျားတို့အားလုံးမြင်တဲ့အတိုင်းပဲသူဟာဟိုဘယ်လိုကံရတဲ့ပွဲတိုင်းမှာဆိုလို့ရှိရင်သူ့စီကအည်သွေးတွေကိုကျွန်တော်တို့အမြဲတမ်းပြသနေတယ်ပေါ့ဒါပေမဲ့လည်းအရေးကြီးဆုံးနဲ့အကောင်ဆုံးကတော့သူ့စီသူ့ရဲ့လှုပ်အားနှုံးမေပေါ့နော်အင်မတန်ကိုကောင်းတဲ့လှုပ်အားနှုံးရှိတဲ့ပလေယာတစ်ယောက်ဖြစ်တယ် သွင်းကိုဖန်တီးမှုတွေနဲ့ပတ်သက်ပြီးတော့ဗောနအသင်းပေါ်မှာအများကြီးအကျိုးပြုနိုင်တဲ့ player တယောက်ဖြစ်တယ်ဗောဗျာဟိုကျွန်တော်တို့ Fernandez အကြောင်းပြောတာကျွန်တော်တို့ကြော်လဲရအောင်ဗျာနော်ဗောနဘာလို့လဲဆိုတော့အပတ်တိုင်းဆိုသလိုကျွန်တော်တို့ဒါ Fernandez နဲ့ပတ်သက်တဲ့ကိစ္စတွေပြောနေရတာမထူးဆန်းတော့ဘူးဒါတွေကနော်သူသူပင်2025ခုနှစ်တစ်ခုနှစ်လုံးမှာဆိုလို့ရှိရင်လက်ရှိချိန်ထိတော်တော်လေးကိုကောင်းတဲ့ performance တွေ Fernandez ကမြင်နေရတာဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ဗောနော် Fernandez နဲ့ပတ်သက်တာတွေကဒါတွေပဲကျွန်တော်တက်နေမှာပဲဘယ်လောက်ထိကောင်းကြောင်းနံပါတ်တစ်ခုတော့ရှိတယ်ဗောဗျာ တော့ကျွန်တော်တို့ကဒီကစားမကို appreciate လုပ်ဖို့လိုတယ်အခုဆိုလို့ချင်းသူ assist premier league assist တွေပါတယ်ဆိုလို့ချင်း90တွေပါတယ်ဖြစ်လာပြီဒါဟာ legend ကစားမစင်းရင်ကြီးားထဲမှာတယောက်တည်းတော့ပါဝင်ရတဲ့သူပဲမလွယ်ပါဘူး legend ကစားမတွေနဲ့မှာပေါ့နော်ဒါ name တန်းသူတွေ့ရဖို့ဆိုတာမျိုးကဆိုတော့ finalist ကတော့အကောင်းဆုံးလုတ်ပြနေတယ်ပေါ့ဗျာဆိုတော့ဒါအပြင်သူဆက်ပြီးတော့ပြောရတဲ့ Resman White ရဲ့ဂိုးနေရတော့ပေါ့နော်ဒါဟာတော်တော်လေးသွင်းရခက်တဲ့ဂိုးလို့သူထင်တယ်ပေါ့အတူတူပြင်းနဲ့သူမတန်တဲ့ညာချေညာချေနဲ့ကန်ရတာပေါ့နော်အဲဒါအပြင် ပေါ်လုံးထင်းရတာလည်းဘောနော်ကျွန်တော်တို့ဒါခက်တယ်လို့အဲ့လိုမျိုးဆွဲဝင်လာတဲ့တစ်ချက်တွင်းရဖို့အတွက်ကလည်း immediate ကိုခဲရင်းတဲ့ position ဖြစ်တယ်ဘောနော်ဟိုကျွန်တော်တို့အတွက်တော့ယုံကြည်မှုတွေပြန်လဲတိဆောက်ထားနိုင်လို့မှ international break ဝင်လာတာကတော့နည်းနည်းလေးတိတ်ပြီးတော့ဘဝင်မကြဘူးဘောနော်ဒါကလည်းမှန်နေပြတယ်ကျွန်တော်တွေးကြည့်ရရင်ဒီလားအတင်းတင်းကကျွန်တော်ကတော့ဗျာကိုကစားမားတွေနားခွင့်ရတယ်ပေါ့ဒီတိုင်မှာ international break တွေပါနေဆိုတော့နားခွင့်ရတယ်ဟေ့ဘာညာပေါ့တွေးကြည့်ရရင်အဲ့ international break ကတော့တိုင်ပက်တာတိုင်ပက်တာဆိုတဲ့နေရာမှာ ဟိုတချို့ကစားမားတွေကတော့ဗျာ international break မှာနှစ်ပတ်ပြီးလဲပြီးရောကျွန်တော်တို့ပြန်လာမယ်ဆိုတော့အခါကျတော့ဒါ injury ပြဿနာကင်းတဲ့ကစားမားတွေလည်းမြင်ကောင်းမြင်ရမှာပေါ့ဒါပေမဲ့လို့အသင်းတသင်းဟာအချိန်အဟုန်ကောင်းကောင်းနဲ့တွားနေတဲ့အချိန်မှာဒါထဲမှာ international break နားလိုက်ပြီဆိုလို့ရှင်ဒီလားအရင်လိုအချိန်ဟုတ်ချင်မှာဟုတ်တော့တာဒါပေမဲ့ကျွန်တော်တို့လိုမျိုးတည်ငြိမ်မှုတစ်ခုကိုအတိုင်းနာကာလတစ်ခုထိကြာအောင်မပြနိုင်တဲ့အသင်းဆိုပူဆိုးပေါ့ပူဆိုးပေါ့နော်ဒါတော့ဒါကြောင့်ကျွန်တော် international break လာတာကကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူး နော် injury ပြဿနာပြန်ရမယ့်ကစားမတွေပြန်ပြီးတော့လာနေမှာဖြစ်တဲ့တော့ကောင်းတယ်ဒါပေမဲ့ကိုယ်အသင်း momentum ကောင်းကောင်းသွားနေတာယူရက်ပလိုက်ရတဲ့အတွက်အချိန်ကြီးကမကောင်းဘူးနိုင်ငံပွဲစဉ်တွေပြီးရင်ဘယ်ကောင်တွေကပါဖြစ်ဦးမယ်မကျွန်တော်မသိတော့ဘူးလေဗျာသိတယ်မနော်ဆိုတော့မှန်ပါတယ်နော် rest map ပြောသလိုပဲ white land အတွက်ဂိုးရဖို့ကတော့ဗျာသူတန်ကန်သွားတဲ့ကိုယ်ကလည်းတကယ်ကောင်းပါတယ်ဟိုဂိုးလိုနေတဲ့ player တယောက်တည်းအခုလိုခက်ခက်ခဲခဲအနေထားကနေဂိုးသွင်းသွားနေနေဆိုတော့ဒါကောင်းတဲ့တစ်ချက်ပါဒီကစားမလေးက imminent ဂိုးလိုနေတာတိုက်စစ်ပိုင်းမှာဆိုရင်ဂိုးမရတိုင်း ရက်စမက်ကိုကျွန်တော်အမြဲတမ်းဝေဖန်ကြတာဆိုတဲ့ခါကျတော့ data set ဆိုတဲ့အတွက်လည်းဝေဖန်ခံရမှာပဲဗောနော်အဒီလိုမျိုးကူးပြင်ကြတာကအများကြီးအချိန်ကြီးကောင်းစီတယ်လို့တော့ကျွန်တော်ယူဆတယ်ဗောနော်ဒါပြည်သူဆက်ပြီးတော့ပြောတာတယ်ကျွန်တော်တို့လူငယ်နောက်ခံစာမားလေးပြတဲ့ Eden Heaven ရဲ့တန်ရာကိုတော့ကျွန်တော်တို့ဒီတပတ်အတွင်းမှာအကဲဖြတ်မှာဖြစ်တယ်ဗောနော်ဆိုတော့လက်ရှိမှာဘလူအချိန်ကြီးလဲဆိုတာတိဖို့ခဲရင်နေတည်တယ်ဗောသူ့ရဲ့တန်ရာတွေကြောင့်သူ့ရဲ့တန်ရာအဲ့ဒါသူဘလူခံစားနေရတယ်လဲဆိုတာ ဟိုသူကိုယ်တိုင်တော့မှလည်းတော့တင်မှာပြောပြတဲ့အုံးမဲ့အချင်းကြီးမှရှိမနေသေးဘူးပေါ့နော်။သူရှိကစားခဲ့တဲ့ဆိုစီတဲ့နယ်ပွဲတို့အာဆင်နယ်တို့နယ်ပွဲတွေမှာလည်းသူကောင်းကောင်းကစားနိုင်ခဲ့တာပေါ့။ဒီနယ်ပွဲမှာဆိုလို့ချင်းတော့သူတို့အတွက်အခက်ခဲဆုံးပွဲတစ်ပွဲလို့တော့သူထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကနည်းနည်းအနားယူစီနေပေမဲ့သူကအရန်ကိုကစားဖို့အတွက်အာယုံဆိုင်နေလို့ပေါ့ဗျာ။ဆိုတော့နီးပြအမူရင်းကကြည့်ရတာမင်းဒီပွဲမှာလူမရှိတာတော့မှ heaven ကိုအနားပေးဖို့တွေးခဲ့ပုံပဲ ဘက်ကစားမလေးရဲ့ဘက်ကကစားကျင်နေစလို့ထဲ့ကစားရတာအခေါ်အခုတော့ကျွန်တော်ဖြစ်ပြီပြောချင်တာကနီးပြားတွေနဲ့ပေါ့နော်တာဝန်ရှိသူတွေကကစားမတွေရဲ့ condition ကိုကောင်းကောင်းသဘောပေါက်တယ်ဗျာဒီလားအဲဆိုတော့နားပီးသေးတဲ့ချိန်မှာနားပီးရမယ်လူတိုင်းကဘလူးနိုမဟုတ်ဘူးဒါလုံးမဟုတ်ဘူးဗျာပွဲတိုင်းနီးပါးကစားနေရအောင်ကဒါပေမဲ့လို့ပေါ့နော်ဒါကံမကောင်းတာပါကျွန်တော်တော့အပြစ်မမြင်လို့ဘူးပေါ့နော်ကံမကောင်းတာကျွန်တော်မြင်ပြန်ပြီးတော့တက်တာလာဖို့ပဲကျွန်တော်မျှော်လင့်ရမယ်အသင်းရဲ့နောက်တန်းမှာ Eden Heaven ဟာ left center ဘက်မှာအများကြီးမျှော်လင့်လို့ရမယ်ကစားမပါသူ့ခြေထဲမှာဘောလုံးရှိနေလေ ကြောက်ကြောက်လန့်လန့်လာကြတော့မဖြစ်ဘူးတော်လေးကိုအချင်းကြီးကောင်းနေတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့ heaven ဒဏ်ရာပြေတနာကြုံသွားတာကတော်တော်လေးကိုနှမျောစရာလို့ကျွန်တော်ထင်တယ်ဒါအပြင်သူဆက်ပြီးပြောရတယ်ဒီနေ့အသင်းနဲ့ပတ်သက်ပြီးတော့ဘာတွေတွေးရလဲဆိုတော့ပေါ့နော်ကစားမတွေကဒီအကန့်တဲရောက်နေပြီဆိုတော့ရှင်းတယ်ပေါ့ပြောချင်တာကကစားမတွေဟာဒါသူတို့လုံနိုင်စွမ်းကအကုန်ပဲပေါ့နော်ဒါထားပါတော့ဒီ ျွန်တော်ဘယ်လိုပြောမလဲပင်မန်းတာဘာညာနဲ့ပတ်သက်လို့ပေါ့ဗျာသူတို့အနားယူဖို့လိုတယ်ပေါ့ဒီကစားမတွေနားဖို့ကျွန်တော်လိုနေတယ်ဒီ international break ကိုကျွန်တော်တို့ကအနားယူဖို့နဲ့ recovery အတွက်လုံးဝအသုံးပြုသွားဖို့လည်းရည်ရွယ်ထားတယ်ပေါ့နော်ဒါကတစ်ဖက်ကကြည့်တော့လေကောင်းတဲ့အရာပေါ့ဗျာပေါ့နော်တခြားတစ်ဖက်ကကြည့်တော့လေခန်းစားချက်ကလုံးဝကွဲပြားတယ်ပေါ့ပြန်လာတဲ့အခါအရာအလုံးဟာအစ်စ်ကပြင်ဆင်တယ်လို့ဖြစ်ပြီးတော့ momentum တွေအားလည်းအလုံးကပြတ်သွားမှာဆိုပြီးတော့သူထောက်ပြတာလည်းမှန်ပါတယ်ကျွန်တော်ခုနကပြောသလိုပဲရှိမှပြောသလိုပဲကိုအသင်းကသူများတွေလိုမျိုးပေါ့နော်ဒီ ဘယ်လိုပြောမလဲ consistent ဖြစ်တဲ့ level တကူကိုကျွန်တော်တို့ကထားနိုင်နေတာမဟုတ်ဘူးယာเนาะကျွန်တော်တို့တည်ငြိမ်တဲ့အခြေအနေမျိုးကျွန်တော်ရှိမနေသေးဘူးအဲ့တော့အရာအားလုံးတကူကအရှိန်ကောင်းနေလို့ရက်ပလိုက်လို့ရှိရင်ပြန်လာရင်တွေ့သူအခြေအနေဟုတ်ချင်မှာဟုတ်တော့တာဆိုတော့ပွဲချိန်တိုးတွင်းမှာဆိုလို့ရှိရင်ကစားမားတွေနေနဲ့ energy တွေဘာတွေရော့ကျလာတာကိုကျွန်တော်တို့ခံစားမိတယ်ပေါ့နော်ဒါပေမဲ့လို့ပွဲတိုးတွင်းမှာဆိုလို့ရှိရင်တော့ဒါဟာပုံမှန်ဖြစ်လေဖြစ်တာရှိတဲ့အရာပဲပေါ့ဗျာကျွန်တော်တို့၃ဂိုးသွင်းနိုင်ခဲ့တယ် အေရီယာတော့တွင်မှာကာကွယ်တဲ့နေရာမှာပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ကောင်းသင့်တယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အမြဲတမ်းဂိုးပို့လို့ခြင်းနေဆိုပို့ပြီးတော့ဒီတက်ပို့ကောင်းတဲ့ performance တွေမြင်ခြင်းနေဆိုပြီးမဲ့အခုနှစ်ပတ်လို့ပွဲတွေအများကြီးကစားထားတဲ့အချိန်ဒီမှာကစားမလေးတွေကတော်တော်ကောင်းကောင်းကစားထားနိုင်တယ်လို့သူထင်တယ်ပေါ့နော်အဲ resmap whileland နဲ့ gana chu ru ရဲ့ go move ခေါမှုတွေကတော့ဒီပွဲမှာအဆုံးသတ်ခဲ့ပြီပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်တို့အရေးကြီးဆုံးညာကသူတို့လက်ရှိဘယ်လိုမျိုးကျူးမန့်နေတယ်လဲဒီကောင်တွေဘယ်လိုအလုပ်လုပ်နေတယ်လဲဆိုတဲ့အရာပဲပေါ့ သူတို့ကဂိုးဖန်တီးမှုတွေနဲ့အတွင်းကိုအတွင်းမှုတွေလှုပ်ရှားနေကြတယ်ဆိုတာမှန်တယ်။ Resmans ကလည်းညာချင်းရဲ့ဘောလုံးထိန်းသွားတာတော်တော်လေးကောင်းပြီးတော့ဂနာချူဆိုလို့ရှိရင်လည်းဂိုးအမြဲတမ်းအတွင်းမှုကြိုးစားနေသူဖြစ်တဲ့အတွက်ဒီလိုဂိုးရဖို့ဒါသူ့အတွက်ထိုက်တန်နေပေါ့နော်။ Master V ဆိုလို့ရှိရင်လည်းတော်တော်ကိုအန်အိုးကောင်းတဲ့ကစားမတယောက်ပေါ့။နော်သူလုံးဝရှိတဲ့စီးတမန် energy အကုန်နှီးပါပြည့်စက်ပြီးတော့ကိုသူကစားခဲ့တာ။ First in လုပ်နေရတာမို့ပေါ့နော်။ကျွန်တော်ဒါပွဲချင်းပြေကစားသွားတာကတော်တော်ကိုချီးကျူးဖို့ကောင်းနေပေါ့နော်။ကျွန်တော်ပြောသွားတယ်။ ဒီ Harry Ames နဲ့ပတ်သက်လို့လည်း Ames ရဲ့ပထမဆုံးပွဲထွက်ကတော့ဗျာဒီနေ့သူ့ရဲ့မွေးနေ့နဲ့ဖြစ်တဲ့အတွက်ထူးခြားတဲ့နေ့တွေဖြစ်တယ်ဗောနော် United အတွက်ဒါသူကစားကွင်းပေးလိုက်တယ်ဆိုတာထက်ဗောလူငယ်တယောက်ရရှိနေတဲ့အကောင်းဆုံးအခွင့်အရေးတစ်ခုကိုလက်ဆောင်တစ်ခုကိုရရှိလိုက်တာလို့ပဲသူထင်တယ်ဗောနော်သူအနေနဲ့ဒါ United အတွက်ကစားရတာဘလောက်ကံကောင်းလဲဆိုတာကိုဗောနော်နားလေနားလေလာလိမ့်မယ်တစ်ချိန်တည်းမှာပဲလူငယ်လေးတွေကစားခိုင်းရတာသူတော်တော်ပျော်ရလို့သူပြောထားတယ်အဲလက်ရှိမှာကလူငယ်တွေကိုအချိန်ပေးဖို့အတွက်နေရာပေးဖို့အတွက်အချိန်ကောင်းပါ အသင်းဟာလိုအပ်ချက်တွေကြီးမားနေပြီးတော့လူစင်းရင်းတွေတော်တော်လေးကိုတိုင်ပတ်နေတဲ့အချိန်မှာလူငယ်တွေနေရာရတာကတော့ကျွန်တော်တို့တို့ကြားပြီးပြောလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်။ကာနာချိုတို့ Resman Wildland လို့လည်းအသင်းရဲ့တိုက်စစ်မှာကျွန်တော်ကအဓိကတာဝန်ယူထားရတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုမျိုးကျွန်တော်ကဂိုးရီပါတွေပြန်ရတယ်ဆိုတာမျိုးကတော်တော်လေးကိုသူတို့အတွက်ဒါအပူလုံးကြီးကျသွားစီမှာဗျာ။ဘာလို့ရှိမှာ Twin ဂိုးရီပါတွေမရတိုင်းသူတို့ကိုအမြဲတမ်းဝေဖန်ကြတာဖြစ်တဲ့အတွက်ဒီပွဲက သင်ကိုတွေကသူတို့ရဲ့အများကြီးအတိတ်ပဲရှိပါတယ်နော်ဆိုတော့ဒါကတော့ MOD ပြောတဲ့အကြောင်းအရာလေးဒီပေါ့ဗျာညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်